ငြိမ်သက်ရှင်ရှိပါစေအင်နာခံအရာအလုံးတင်ယူပြီးတဲ့နောက်မှာမဖြစ်မနေတင်ယူရအောင်မဲ့သင်ခန်းစာကတော့ငြိမ်သက်ရှင်ပဲဖြစ်ပါတယ်ဘဝမှာဘာပဲကြုံတွေ့ခဲ့ပါစေဘလိုတွေပဲဖြစ်ခဲ့ပါစေစိတ်ကိုအတက်နိုင်ဆုံးငြိမ်သက်အောင် ထားနိုင်တာက အောင်မြင်မှုလျော့ဝှက်ချက်ပဲဖြစ်ပါတယ်ဘဝရဲ့အန်နီမပန်းတိုင်းဟာငြိမ်သက်ခြင်းကိုရယူနိုင်ခြင်းပဲဖြစ်ပါတယ်အောင်နိုင်ခြင်းအစစ်ဟာမိမိကိုယ်ကိုအောင်နိုင်မှုဖြစ်တယ်အချို့လူတွေအတွက်ငြိမ်သက်ခြင်းဆိုတာကတရားထိုင်မှရနိုင်မယ်လို့ယူဆနိုင်ပါတယ် ဘလူနီးနဲ့ပဲရအောင်ယူကြပါစေငိမ်သက်ခြင်းကိုရရင်ပြီးတာပါပဲဒါပေမဲ့လွယ်တော့မလွယ်ပါဘူးနော်မိမျိုးစုံနဲ့ငိမ်သက်ခြင်းကိုယူနေလို့ရမယ်မထင်ပါနဲ့အဲ့ဒါတော့မယူစမ်းပါဘူးလူပင်မစိတ်ပင်မနေတဲ့အချိန်တရားထိုင်ပြီးငိမ်သက်ခြင်းကိုရှာဝင်နေလို့ဘယ်တော့မှမရပါရုပ်ပိုင်းရောစိတ်ပိုင်းမှာတည်ငြိမ်အောင်နေထားတစ်ခုဖန်တီးထားနိုင်ပြီးနောက်ဆက်မတင်းနိုင်တော့မှမြင်သက်ခြင်းကိုရှာဖွေနိုင်မှာပါစိတ်ရဲ့အေဂျင့်မှုကိုစိတ်နဲ့ပဲရှာဖွေရမှာပါ နေရအနေထားအခြေအနေနဲ့မဆိုင်ပါဘူး နီးစနစ်နီးလန်းတွေနဲ့လည်းမဆိုင်ပါဘူးစိတ်ကိုရှင်းရှင်းထားတဲ့ရင်စိတ်ကိုကင်းကင်းထားတတ်လာပါလိမ့်မယ်ဒါပေမဲ့ခုလို့ခုရမယ်အလုံးမဟုတ်တာကိုသိထားပါဒေါ်လာတောင်းချီပေးသွင်းပြီးစကမ်းဝင်မှစိတ်အချမ်းနိုင်မှာမဟုတ်ပါဘူးစိတ်ကိုစိတ်နဲ့အနိုင်ယူပါစိတ်ကိုစိတ်နဲ့အေးချမ်းအောင်လုပ်ပါစိတ်နဲ့သာညီသက်ခြင်းကိုရနိုင်မှာဖြစ်ပါတယ်ခဏလောက်ထိုင်နေလိုက်ပါခေါင်းထဲပေါ်လာတဲ့အတွေးတိုင်းကိုတတိကပ်ပြီးထက်ဆင့်တွေးနေလိုက်ပါ ဘာလို့တွင်းနေမိလဲအကြောင်းရင်းရှာနေလိုက်ပါအကျိုးမရှိတဲ့အတွေးဆိုရင်မေးလိုက်ပါလှလူရှုလိုက်ပါစိတ်ကိုရှင်းလိုက်ပါစိတ်တန့်သွားရင်ညီသက်ချင်းကရောက်လာပါလိမ့်မယ်ဒါလည်းတရားမှတ်ခြင်းတစ်မျိုးပါပဲကျွန်တော်လည်းတရားမှတ်ပါတယ်အချိန်တိုင်းပါပဲလမ်းလျှောက်နေတဲ့အချိန်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်စာရေးနေတဲ့အချိန်တခုခုကိုထိုင်ဆောင်နေတဲ့အချိန်ဒီတိုင်းကော်ဖီခွက်ကင်ပြီးထိုင်နေမိတဲ့အချိန်လူပင်ပန်းလိုခဏလင်းထားနေတဲ့အချိန် ောက်ဖေးသွားတဲ့အချိန်တွေမှာရရင်ရတယ်လို့အာယုံစိုက်ပြီးမိနစ်ပိုင်းခဏလောက်ပဲဖြစ်ဖြစ်ငြိမ်သက်ခြင်းကိုရှာဖွေပါတယ်။ဘာမှအထွေထူးလုံးမနေတော့ဒီတိုင်းလေးကပဲကောင်းပါတယ်။ယောဂဖြာမလို့တလို့တခြင်းဖွင့်ထားမှရမှာမျိုးမဟုတ်ပါ။ဆရာသခင်လက်အောက်မှာဒေသနာကြားနာပြီးကြင့်ကြံနေကြလဲတခင်မလို့တာပါ။ကိုယ်စိတ်ကကိုယ်ပြဒနာပါ။ကိုယ်ပြဒနာကိုကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ်။အားလဲရမှဖနက်အသေးရမှတခုခုတောက်ပြီးမှနဲ့လဲမဆိုင်ပါဘူးနော်။ကျွန်တော်ကြဘလို့လုပ်ပြီးနားလေခဲ့တာလဲ။အဖြေကရှင်းပါတယ်။ ိုယ်စိတ်ကိုထင်းညှိထားနိုင်လို့ပါစိတ်ထဲဘာဖြစ်သင့်မဖြစ်သင့်ကိုကိုယ်တိုင်တွေးနိုင်တွေးရတွေးတတ်လို့ပါလူတိုင်းလုံနိုင်ပါတယ်လို့ဖို့ပဲလို့တာပါ